မေကွန်းရှောက်ခွင့်ပြုပါရန်ယူသည်စွာတောင်းဆိုအပ်ပါသည်တဲ့ယဟန်တွေအနေဖြင့်မြည်သည့်အနေထားမျိုးတွင် အပိညာဉ်ကိုအသုံးပြုလို့ရပါသနည်းလို့မိထားပါဆရာအင်းကျွန်တော်ဆိုကျွန်တော်တို့မှာအပိညာဉ်နဲ့ယဟန်တွေနဲ့ကိစ္စမှာအာဒီလောကမှာကျွန်တော်ကသဘောထားနှမျိုးတွေ့ရပါတယ်နော်သဘောထားတစ်ခုကအထက်ကရာသဘောထားသဘောထားနောက်တစ်ခုကယောယသဘောထား နော်ဒါဆိုယူရသဘောထားကပိုထင်ရှားတယ်ယဟန်တွေကအပင်ညာမပြရဘူးဒါပဲဒါကတော့ယူရယူရယုံကြည်မှုဒါပေမဲ့စားပစ်အတိုင်းအထက်ကတာအာအတိုင်းဆယ်တော်မှာထင်မြင်ကြီးတွေမိန်ထားတဲ့အတိုင်းအဲ့လိုမဟုတ်ပါဘူးအာပြီးတော့ကျွန်တော်တို့ကတကယ်တော့မြတ်စွာဘုရားခေတ်ကဖြစ်စီနောက်မှဖြစ်စီကျွန်တော်တို့ကတွေ့ရမယ်ယဟန်တွေကအာတက္ကရကမတွေရှိမှအများကြီးကမဒီအပညာတွေပြကြပါတယ် ဘာကြောင့်လဲဆိုတော့ဒီဆေရမတ်ထမြတ်ကြီးတွေကရှင်းပြချက်ကဆိုတော့ယဟန်တွေကဝိကုဘနာအိဒီဆိုတဲ့ဟာပဲမလို့ရပါဘူးဝိကုဘနာအိဒီဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲခြင်းနော်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ရုပ်ကိုပြောင်းလဲခြင်းဒါဆိုဆိုပါဆိုအာယဟန်ကယဟန်နဲ့မတူတော့ဘူးငကားနဲ့တူသွားပါငကားရုပ်ဖြစ်သွားပြီပေါ့ဒါမှဟုတ် မန္တာယုတ်ဖြစ်သွားပြီပေါ့ဒါမှမဟုတ်ချင်းသေးယုတ်ဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့လိုမိမိယုတ်ကိုပြောင်းလဲချင်းကိုအပညာအနေနဲ့လုံးမယ်ဆိုလို့ရှိရင်ယဟန်ကဒါလီကိုလည်းတခြားလူတွေကိုတခြားကမ္မတွေကိုပြားပြားမယ်ဆိုလို့ရှိရင်အဲ့ဒီဟာနဲ့အပတင်းတော့ပါတယ်နော်အဲ့ဒီဟာနဲ့အပကျူလုံးသွားပါပြီအစ်မပြူအဲ့လိုမလုပ်ရအောင်ဒါပေမဲ့တခြားအပညာတွေ အဲ့ဒီမှာမပေါ့ဒါဆိုဒီဟာကတော့ဆေတော်မထင်မြတ်ကြီးတွေရဲ့ရှင်ပြချက်နော်အဲ့တော့အယနေ့အခက်မှာရိုးရာရှင်ပြချက်ပိုများပါတယ်နော်ယဟန်တွေက အပညာမပြဘူးဗောအဇံမပြန်ရပါဘူးတရားလေးမလို့ရဘူးဆိုတာဖြင့်ရှိပါတယ်နော်ဓမ္မဒီဟာကတော့အမူရင်းစာပေမှာအတခါဖလိုက်ပြီးတော့နားလဲမှုရနိုင်ပြီမဲ့ စေတော်မထေရမြတ်ကြီးတွေရဲ့ရှင်ပြခြင်းနဲ့မဆိုင်ပါဘူးစေတော်မထေရမြတ်ကြီးတွေရဲ့ရှင်ပြခြင်းကိုအလေးယူမဲ့ဆိုလို့ရှိရင်အလေးထားမဲ့ဆိုလို့ရှိရင်ယဟန်တွေကအစဉ်ပြေတလောက်အပညာတွေပြရတဲ့ကိုယ့်ရဲ့ရုပ်ကိုယ်ပဲမပြောင်းရပါဘူးအဲ့လိုဆိုယဟန်ကတကာရကမတွေရဲ့အာစေကူကိုသိနိုင်တယ်ဆိုလို့ရှိရင်တခါတည်းအော်ခင်ဗျားရဲ့စေကူမှာဒီလိုစေကူတယ်ဟိုလိုစေကူတယ်ဆိုတာပြောတယ်ဟောတယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ် နော်ဒါမဟုတ်အာဒကာရကမဒီရှိမှာအစံပြန်မယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေပါတယ်နော်ကျွန်တော်တို့ကစာပေမှာ300ဆိုးနှစ်နော်ခရစ်နှစ်မတိုင်းမီ300ဆိုးနှစ်မှာအတောကမင်းကြီးဆိုတာသိကြပါသလားအိန္ဒိယနိုင်ငံရဲ့အဲ့ဒီတုန်းကအိန္ဒိယနိုင်ငံလို့မခေါ်သေးဘူးဒါပေမဲ့အိန္ဒိယပြည်ရဲ့အာဘီအမ်ဂျီ အမတန်ကြီးမားသောပီယမန်ကြီးအတော်ကာမန်ကြီးလို့ခေါ်ပါတယ်နော်ခရစ်နှစ်မတိုင်မီ300ဆိုနေမှာနေခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့စာပေမှာဆိုရင်တော့ဒီပီယမန်ကြီးဟာသူကဘာတွေ့လဲဆိုပြီးတော့ယဟန်တွေအချင်းချင်းမခင်မင်ကြပါဘူးယဟန်တွေ အချင်းချင်းမခင်မင်ကြတော့ပီယမန်ကြီးမှာသူက ီယဟန်တွေကိုပြန်ခင်မနိုင်အောင်သူတို့ကိုကူညီပေးချင်ပါတယ်ဘယ်လိုကူညီပေးမလဲဆိုပြီးတော့တတိယသင်္ကာယနာလုံးမယ်ဆိုရင်တော့အစင်းပြင်းပါတတိယသင်္ကာယနာသင်္ကာယနာဆိုတာယဟန်တွေကဆိုလိုက်ပြီးတော့အာတိပိတကစာပေကို အချင်းချင်းအဖားလိုက်ပြီးတော့ဒါမှမဟုတ်အိမ်မှာအတ္တကဆရာတော်တပားကအဖားလိုက်ပြီးတော့တခြားဆရာတော်တပားကသူကလည်းမိခွန်တွေမိမယ်ဒီပါဠိတိပိတကမှာဗာမယတကယ်ပါတဲ့လဲဗာမယမပါတဲ့ဘူးလဲဒီပါဠိတိပိတကကိုအမှန်ဘယ်လိုလုံးမလဲဆိုပြီးတော့ဆုံးဖြတ်ခြင်းဒေချာချာပေးတဲ့အာအဘွယ်လိုကောမလားအခြေအနေတစ်ခုဖြစ်ပါတယ် အဲ့တော့ဒီအခြေအနေဟာလောလောဆယ်ထေရဝါဒဘုဒ္ဓဘာသာတမိုင်းမှာ6ခါဖြေခဲ့ပါတယ်နော်အဲ့တော့အတောကမင်းကြီးရဲ့အချိန်မှာခရီးနှစ်မတိုင်မီ300ဆုနှစ်မှာတတိယအချိန်ဖြေခဲ့ပါတယ်ဒီအခြေအနေတွေကိုကျွန်တော်တို့ကသံဃာယနာလို့ခေါ်တယ်သံဆိုတာအဆူဂါယနာဆိုတာယုချင်းယုယုပတ် ဟုတ်ကဲ့အာယူပတ်တာရီဖက် there is a ယူပတ်တာရီဇေဖြစ်ချင်းဖြစ်ပါတယ်နော်ယူပတ်တာရီဇေဖြစ်ဖြစ်ပါတယ်အဲ့တော့ဒါကတန်ခါဒါဆိုယဟန်အစုအဖွဲ့တန်ခါဆိုတဲ့စကားလုံးနဲ့လုံးဝမဆိုင်ဘူးလုံးဝမဆိုင်ဘူးလုံးဝတခြားတန်ဂါယနာဂါငယ်နဲ့ရမယ်တန်ဂါယနာဖြစ်ပါတယ်ဒါဆိုဒီတန်ဂါယနာ6ခါရှိခဲ့ပါတယ်ဒီဟာကတော့တတိယအကျင့် အတော့ကမန်ဂျီရဲ့အချိန်မှာအာတတိယအချိန်ဖြစ်ပါတယ်အဲ့တော့ तू ကတတိယအချိန်ဖြစ်တဲ့အတွက်အဲ့ဒီသင်္ကန်းနာမှာဆုံးဖြတ်ပြီးမဲ့အထက်ကဖြစ်မဲ့စီရတော့တပားကိုအတော့ကမန်ဂျီကရှာခဲ့ရပါတယ်အဲ့ဒီယဟန်အဲ့ဒီယဟန်ရဲ့နာမည်ကို ကျွန်တော်ကအထင်းတဲ့အရှင်ရေဝတာဒါမဟုတ်ရှင်မောဂလိပုတ္တတိတ်တာဖြစ်လိမ့်မယ်ဒါပေမဲ့အခုမသိချပါဘူးဒီနှစ်ပါးမှတစ်ပါးတော့သိချပါဗါတယ်အဲ့တော့အဲ့ဒီနှစ်ပါးမှတစ်ပါးကိုအတောကမန်ကြီးက၃ခါအစစ်တစစ်တတွင်နဲ့သွားပြီးတော့ပန်းတော်မူပါတယ်နှစ်ခါဖယ်တော်မူပါတယ်တတိယအကျင့်လက်ခံတော်မူပါတယ်တတိယအကျင့်တန်ခိုင်နာ လုံးမဲဆိုပြီးတော့အမ်ယဟန်ယဟန်အနေနဲ့အာအုတ်ချုပ်ပေးမဲဆိုပြီးတော့ဆုံးဖြတ်ပေးမဲဆိုပြီးတော့တတိယအကြိမ်မှာလက်ခံသွားပါပြီเนาะသူကတော်ထန်သွားပြီးတော့အဲ့ဒီတော်ထန်မှာဒီယဟန်ကိုရှာလိုက်ပြီးတော့အာတခါလာပြီးတော့စစ်တာနဲ့လာပြီးတော့ရောက်ပါတယ်ဒါပေမဲ့ဆရာတော်ကြီးကဖယ်တော်မူတယ်မလာဘူးဘာမှမလုပ်ဘူးဒုတိယအကြိမ်လဲနောက်တစ်ခါလာတယ်ဖယ်တော်မူပါတယ် နောက်မှပြီးတော့တတိယအကြိမ်နောက်ထပ်တစ်ခါလာပြီးတော့ဆရာတော်ကြီးကလက်ခံပါတယ်အတောကမင်းကြီးကဒီဆရာတော်ကိုနန်းတော်ကိုပန်းလိုက်ပြီးတော့နန်းတော်မှာဆရာတော်ကိုအာရှောက်ပါတယ်အရှင်သေးရတပီးတော်ကိုအဲ့ဒီတကို ပြာတော်မူပါလားဖေရတဲ့အဲ့တော့ဆရာတော်ကြီးကမိတဲ့ဘက်အဲ့ဒီတကို ကြီးချင်းပါတယ်လေတဲ့ ဆရာတော်ကြီးကမဟုတ်ဘင်းမင်းကြီးကဘာဖြစ်လဲဆိုတော့ဘဲဟာအခက်ဆုံးလဲဖေဟာတဲ့နော်အဲ့တော့အဲ့တော့ဆရာတော်ကြီးကဘာမင်းလဲဆိုပြီးတော့မီလီယံလှုပ်စချင်းအခက်ဆုံးပါပဲတဲ့နော်အဲ့လိုဆိုရင်မီလီယံလှုပ်စချင်းပြောင်းအောင်မလားဖေဟာတဲ့ဆရာတော်ကြီးကဘဲဟာကြီးချင်းဘဲဟာကြီးချင်းလဲ အကောင်လုံးလှုပ်ဆစ်ခြင်းပါသလားအရာအငယ်မှာလှုပ်ဆစ်ခြင်းပါသလားတဲ့ဒီအမင်းကြီးကမြင်တဲ့ဘယ်ဟာပိုခက်ခဲလဲဆရာတဲ့ရောဆရာတို့ကြီးကအရာအငယ်မှာလှုပ်ဆစ်တာဆိုတခြားနေရာမလှုပ်ဘူးလေအရာအငယ်ငယ်မှာလှုပ်လိုက်တယ်တခြားနေရာမှာမလှုပ်တော့ဘူးဆိုတာတော်တော်ထူးဆန်းတယ်လေအဲ့ဒီဟာပိုခက်ခဲတယ်မြင်ပြင်မင်းကြီးရဲ့တဲ့ အဲ့လိုဆိုရင်ဘီအမ်ဂျီကနေရာတစ်ခုစီစဉ်လိုက်ပြီးတော့အမဒန်မြင့်တဲ့ထိုင်းထိုင်းနေရာတစ်ခုစီစဉ်လိုက်ပြီးတော့ဒါဆိုအဲ့ဒီမြင့်တဲ့နေရာမှာအကောင်းလုံးမြင်နိုင်တယ်လေမြင့်တဲ့နေရာတစ်ခုစီစဉ်လိုက်ပြီးတော့အဲ့ဒီမြင့်တဲ့နေရာပေါ်မှာထိုင်းလိုက်ပြီးတော့ဘီအမ်ဂျီကအဲ့ဒီမှာထိုင်းလိုက်ပြီးတော့စီအရောမထင်းမြတ်ကြီးကငလျင်လှုပ်စေးပါတယ်အဲ့တော့တကယ်ပဲအရအငဲမှာ ငလျင်ဖြစ်ပါတယ်တခြားနေရာမှာငလျင် မရှိပါဘူးအလိုစင်ဒီဆရာတော်ကြီးကအပတ်တန်သွားပြီလားမတန်တော်တာတခုခုလုံးသွားပြီလားမြတ်စွာဘုရားကိုမလေးစားဘူးလားဒါမှမဟုတ်တခုခုမကောင်းဘူးလားအဲ့လိုပြောမလားအဲ့လိုမပြောသင့်ပါဘူးဒီဆရာတော်ကို ကျွန်တော်တို့ရဲ့စာပေမှာပါဠိစာပေမှာယဟန္တာအနေနဲ့သာမှတ်ထားပ ဲ့လိုဆိုရင်ဒီယဟန်တာကဒီအဲ့ဒီတကူမပြသင့်ဘူးလို့ပြောမယ်ဆိုလို့ရှင်ကုတော်လားအကုတော်လားအကုတော်ပါပဲအဲ့လိုမပြောရဘူးလေယဟန်တာတွေကို မကဲ့ရဲ့သင့်ပါဘူးဒါဆိုဒီလိုမျိုးကိစ္စတွေဒါကတမျိုးဒါတခုမမကားသေးပဲကျွန်တော်တို့ရဲ့စာပေမှာမြတ်စွာဘုရားပြင်လွန်တော်မူပြီးရင်တက္ကရကမှာတွေ့ရှိမှာအဲ့ဒီတကူပြတာခဏခဏတွေ့ရပါတယ် ဒါမဲ့တခါမှဝေကုပနာဝေကုပနာတဲ့ဝေကုပနာအေဒီတခါမှကျွန်တော်တို့ကမတွေ့ရအောင်တခါမှယဟန်တွေကအာတကာတကာမှရှေးမှာ အော်ဟုတ်ပါပြီအခုချင်းတီယုံလုံးမယ်နော်ခါချင်းတီယုံဖြစ်သွားမယ်ဆိုတာတခါမှအဲ့လိုမတွေ့ရအောင်နော်ဒါမဲ့အာတကာတကာမှတွေ့ရှေးမှာဇံပြန်တာတို့ဖြစ်စီဒါမဟုတ် သူတပါစိတ်ကိုတိရာဖြစ်စီဒါမောဒီမှာပြောင်းလိုက်ပြီးတော့တခြားနေရာမှာပေါ်လာမယ်ဖြစ်စီဒါမဟုတ်ပစ္စည်းတခုအရွှေဖြစ်အောင်လုံးမယ်ဖြစ်စီအဲ့ဒီဟာတော့အများကြီးတွေ့ရပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကစာပေမှာဒါကြောင့်မြတ်စွာဘုရားရဲ့စကားတော်ကိုတခါတည်းဖလိုက်ပြီးတော့ချစ်ချင်းကောက်ချက်ချလို့အစမပြေပါဘူးကျွန်တော်တို့က အထက်ကရာစာပိစေရမချင်မထေမြတ်ကြီးတို့ရဲ့ရှင်းပြချက်ကိုလည်းဖတ်တင်ပါတယ်ပြီးတော့စာသိမှအစုလိုက်ပေါ့နော်အစုလိုက်ကြည့်လိုက်ပြီးတော့ဘလိုမျိုးဟာယဟန်တွေကလောက်ခဲ့လဲဘလိုမျိုးနေခဲ့လဲယဟန်တာတွေဘလိုနေခဲ့လဲဘလိုလောက်ခဲ့လဲဆိုပြီးတော့ကြည့်လိုက်ပြီးတော့အဲ့ဒီဟာအတိုင်းယဟန်တွေရဲ့ဝိနည်းကိုနည်းနည်းလေးပုံပြီးနားလည်နိုင်ပါဘာဘီ